မိဘတွေသဘောမတူတဲ့အိမ်တော်ကြီးမျိုးမလို့ချင်အောင်ချမ်းနေ့မင်းကဘလို့သဘောထားလဲငါသိတယ်အဲ့တော့ငါမိလဲသဘောတူမိသားဆိုရှင်ရဒီဇာကားမှာဟိုပြိတ္တတွေမမြင်ဘူးတဲ့ idea တွေမြင်ရလိမ့်မယ်ဟိုအမဆိုရင်မရိုက်ချင်အောင်ဆိုပြီးပုံမိသားကိုလည်းအဲ့လိုလုပ်နိုင်မယ်မမြင်တော့ဘူးဆိုရိုက်ချောမှာလေဟာပိုတာစူးစားဆိုတော့ပြန်လိုက်တဲ့ပတ်စံနဲ့တမီးကဘလို့လုပ်ပြီးနိုင်ငံခြားကိုစိတ်ဖြတ်ရောင်တန်းတန်းနဲ့သွားနိုင်ပါလေအမေကဒီမှာအကျွေးပြတဲ့ဘွားနဲ့ကြံခဲ့မှာပြီးတော့ပြန်ဆက်နိုင်မှာလည်းမဟုတ်ဘူးအင်ဂျင်ယာကိုထိုးအပ်လိုက်ရအောင်သူကလည်းစဉ်းစားပြီးရေပေါ့နော်အမကြီးဒီရားဆိုပို့လို့လုပ်ချင်နေတော့ ဆိုပိုကောင်းအောင်ဟိုသူဝိုင်းစဉ်းစားပြေပေါ့ပြီးတော့နောက်သူဆရာအောင်မဆိုတော့ဒီဆေးရုပ်တက်တဲ့အကန်းကြီးဆိုလို့ရှိရင်ဟိုသူကနေပြီးတော့အမကြီးလုံးလုံးလိုက်နေလို့ကြောက်မယ်နော်ဆိုတာမျိုးလေးအကြံလေးပေးရပေါ့လေအမလည်းပိုးတဲ့ဘိုက်ကြီးတာတစ်ခါမမြိုက်ဘူးလေဒါပါဆုံးပဲမင်းကဆောင်အဝိစားလေးတစ်ခါမမြိုက်ဘူးလေဒါပါဆုံးပဲဟိုသူဝက်ဒင်းနဲ့ပတ်သက်ပြီးတော့ဖိုတိုရိုက်ရင်ကမှနှစ်ယောက်တည်းမမြိုက်ဘူးသေးဘူးလေဟိုဒါပထမဆုံးမင်္ဂလာဆောင်ရတဲ့ဇဝင်ကဇက်ကားပေါ့နော်အဲပြောပြလို့ဘိုက်ကြီးရတဲ့ကားပေါ့အမေနော် အမေကျတော့တမီးကိုတသက်လုံးထောက်ပံ့လာပြီးတော့တမီးပေးမဲ့အလှဲ့ကြမှာမပေးနဲ့ဆိုအဲ့ဒါအမေမတရားမောင်လို့တခါမခေါ်ဘူးပေါ့နော်ဒီကောင်ကတခါလုံးမောင်လို့ခေါ်တယ်ပေါ့ပိုးဆိုလို့ရှိရင်ချိလိုက်လို့ရှိရင်လေခက်အေးအေးလေးပုံစံလို့ထင်ရတယ်ဟိုရိုဒက်တယ်ဆိုပေမဲ့လေဟိုကစ်ကစ်ကစ်ကြီးလေးရရန်ရမထင်ရဘူးဒါပေမဲ့သူလှုပ်တတ်တယ်တော်တော်လှုပ်တတ်တယ်ပေါ့နော်မထင်ရဘူးသူ့ပုံစံလေးနဲ့လေဆိုတော့ဟိုအပိုင်း၂၀လုံးကြီးပါလို့ရှိရင်တော့ပိုးမိသားပြီးဟိုဘလောက်ထိအင်ဂျင်တွေလောက်ပြနိုင်လဲဆိုတာကိုမြင်ရမယ်ပေါ့နော်